အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ကြွထောက်ကိုပါကျွန်တော်ကလက်ရှိဆိုရင်တော့ပြင်ဆန်ဆန်တက္ကသိုလ်မှာပညာသင်ကြားနေတဲ့မြန်မာကျောင်းသားတစ်ယောက်ဖြစ်ပါတယ်အားလုံးပဲသိရှိထားတဲ့အတိုင်းကိုရီးယားနိုင်ငံဆိုရင်တော့ပြင်အချိန်တို့လေးတွေမှာနှိမ့်မြန်စွာဖွံ့ဖြိုးတက်တက်နေတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့ရှင်းရဆန်တက္ကသိုလ်ဟာဆိုရင်တော့ပြင်ကိုရီးယားနိုင်ငံအန်ဆန်မြို့မှာရှိတဲ့ရှင်းဆန်တက္ကသိုလ်ဖြစ်ပြီးတော့မှညီအီဒီယာကျေဝင်းပြီးတော့အာမေဂျာဌာနပေါင်း24ခုရှိပြီးတော့မှကျွန်တော်တို့မြန်မာကျောင်းသားကျောင်းသူများအားလည်း မတူ क्वे ပြတဲ့ဌာနအသီးစီးမှာလက်ရှိပညာသင်ကြားနေကြတာဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့ဒီ DSC major ဌာနဆိုတော့ပြင်ကျွန်တော်လက်ရှိတော့မှမြင်နိုင်တဲ့အဆောက်အဦကုန်းခကွမ်းဆိုတဲ့အဆောက်အဦရဲ့၃လမှာတရှိပြီးတော့မှအစင်းမြင့်တရောင်းဝီမြေဆာနဲ့ရေရှင်းမြင့်နဲ့အပမောက်ခများမှာဦးစီးပြီးတော့မှကျွန်တော်တို့ပညာသင်ကြားပို့ချပေးနေပါတယ်ကျွန်တော်ရဲ့လက်ရှိ major မှာဆိုရင်တော့ပြင် AutoCAD 3D Printing electrical circuit ပြင်မယ်အစားသဖြင့်အာ layer set engineer ဘာသာရဲ့အပြင်တခြားသောဘာသာရဲ့အများကိုလည်းသင်ကြားပို့ချပေးနေပါတယ်။ဒါကြောင့်မလို့ကျွန်တော်မြန်နိုင်ငံမှာရှိတဲ့အာကြောင့်ဒီကုမ္ပဏီတွေဟာဆိုရင်တော့ဖြင့်ကိုရီးယားနိုင်ငံမှာပညာသင်ကြားဖို့ပလန်ရှိခဲ့တယ်ဆိုရင်အခွင့်အရေးရှိခဲ့တယ်ဆိုရင်ကျွန်တော်ကိုရီးယားနိုင်ငံမှာရှိတဲ့ science center တက္ကသိုလ်ကိုလာရောက်ဖို့ကျွန်တော်ကဖိတ်ခေါ်ချင်ပါတယ်။အားလုံးပဲကျွန်တော်တို့ရှမ်းစံတက္ကသိုလ်မှာရှိတဲ့ပြည့်စစ်ပညာဘာသာရေးကိုသင်ကြားပြီးတော့မှအာထူးချွန် ကျွမ်းကျင်တဲ့ PSC အင်ဂျင်နီယာတော့ဖြစ်အောင်စူးစမ်းကြပါစို့